မော်လမြိုင်မြို့ဒီဇင်ဘာ9ရက်တိုင်းပြည်မငြိမ်းမချမ်းဖြစ်နေသည့်အချိန်တွင်ငြိမ်းချမ်းရေးသည့်မိမိတို့၏အဓိကဦးစားပေးလုပ်ငန်းဖြစ်ကြောင်းပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကြီးကပြောကြားပါရယ်။ယနေ့ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းကမော်လမြိုင်မြို့ရှိ KS ဟိုတယ်တွင်ပြုလုပ်ခဲ့တဲ့ပြည်သူ့ပါတီမွန်ပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးလူထုတွေ့ဆုံပွဲနှင့်ပါတီကိုယ်စားလှယ်လောင်းများအားမဲဆန္ဒရှင်ပြည်သူထံအနက်ပွဲတွင်ဦးကိုကြီးက၎င်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါရယ်။ တိုင်းပြည်မငြိမ်းမချမ်းဖြစ်နေတဲ့အချိန်မှာငြိမ်းချမ်းရေးဟာကျွန်တော်တို့ရဲ့အဓိကဦးစားပေးလုပ်ငန်းဖြစ်ပါတယ်။ရဖြစ်နေကြတဲ့အချိန်မှာဒေါသအလျောက်ဆဲကြဆိုကြထိုးကြချိတ်ကြရှိကြမှာပေါ့။ပြီးရင်ဒီလူတွေကဂျပန်တွေလိုမျိုးကိုယ်နိုင်ငံကိုပြန်သွားကြမဲ့လူမျိုးတွေလည်းမဟုတ်ဘူး။အင်္ဂလိပ်လိုသူတို့နိုင်ငံသူတို့ပြန်သွားကြမှာလည်းမဟုတ်ဘူး။ကျွန်တော်တို့ကဒီနိုင်ငံထဲမှာပဲအတူနေထိုင်ကြရမယ့်မိသားစုဝင်တွေဆိုတဲ့စိတ်နှလုံးမျိုးထားရင်တခါတလေကျွန်တော်တို့အများကြီးတည်ငြိခံရတယ်။ပြောရရင် ဟိုဘက်ကလည်းဆဲဒီဘက်ကလည်းဆဲမီစီမာပရိပရာဆိုတာကလည်းတော်တော်လေးအနေရကြီးတယ်သူတို့တွေကြွေးကြော်နေကြတာရှိတယ်ဘုံရန်သူကိုတိုက်ဖြတ်ကြဆိုတော့နေရင်ထိုင်ရင်နဲ့ကိုဘုံရန်သူဖြစ်ဖြစ်လာတယ်ဘာလို့လဲဆိုတော့ကိုရီကမှန်မှန်ကန်ကန်ပဲပြောတာကိုလို့ဥက္ကုကိုကြီးကပြောကြခဲ့ပါတယ်၎င်းကဆက်လက်ပြီးသို့သောအဲ့ဒီအားကမသေးဘူးကျွန်တော်တို့မမကကဲမြမြတတရက်တည်နိုင်တာဟာတဖြည်းဖြည်းနဲ့တမတမမြမြတတရှိတဲ့အင်အားကြီးလာလေလေ အစွန်းတရားတွေကနဲသွားလေလေပါအစွန်းတရားကြီးနေတဲ့အချိန်မှာအလဲမရက်လို့ကိုမရဘူးမင်းကငါဘက်ကလားငါဘက်ကမဟုတ်ရင်သွားဆိုပြီးတော့ကန်ထဲလိုက်တာပဲဒီလိုနဲ့အလဲမရှိနေကြတဲ့လူတွေပျောက်သွားရင်အစွန်းတရားပြိပခတွေကပို့ပို့ကြီးလာမယ်ကျွန်တော်တို့ကစိတ်ရှည်လက်ရှည်နဲ့သဘောထားကြီးကြီးနဲ့အစွန်းတရားတွေကိုနဲတဲ့နဲအောင်အလဲမမျက်မျက်တတအင်အားစုတွေကြီးတဲ့ကြီးလာအောင် လုံဆောင်နိုင်ဖို့လိုပါတယ်လို့ပြောကြားခဲ့ပါတယ်။ယနေ့ဒီဇင်ဘာလ9ရက်နေ့နဲ့9ရက်နေ့ခွဲအချိန်ကလည်းမော်လမြိုင်မြို့လှိုင်ရက်ကွဲမြို့ပတ်လန်းရှိပြည်သူ့ပါတီမွန်ပြည်နယ်ရုံးရှိနိုင်လဲရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ဖို့ဖွင့်ပွဲပြုလုပ်ခဲ့သေးတယ်လို့သိရပါတယ်။လိုင်ရက်ွက်မျိုးပလတ်ရှိပြည်သူပါတီမွန်ပြည်နယ်ရုံးရှိနိုင်လဲရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ဖို့ဖွင့်ပွဲပြုလုပ်ခဲ့ပါသေးတယ်။